ကျွန်မကိုအတော်ကြီးတယောက်ကပုံကိုရင်ရလာတတ်ခဲ့တယ်။ကျွန်မအဲ့တော့သူကကျွန်မရဲ့ကိုစောပွင့်ရင်ကိုနှစ်ယောက်ပြောတယ်။ကျွန်မသူပြောတာကိုအသေးပေးလိုက်တယ်ကျွန်မဘာမှပြန်မပြောဘူးသိခံလိုက်တယ်။ဆိုတော့ကိုကကျွန်မနာမည်ပြန်အောင်သိခါချောင်းကျွန်မပုံကိုရင်ရတတ်ခဲ့တယ်။ကျွန်မသိခံလိုက်တယ်။ကျမကတက်ငယ်ပေးမယ်ကျမကအညံ့ရှိတယ်ငါသူတပားအကျိုးမရှိတဲ့ကိစ္စမျိုးနှုတ်ကြောင်တဲပြီးနှုတ်ကြောင်ကြည်တာမျိုးကျမမဖြစ်ဘူးအဖြစ်မခံဘူးကျမသိခံလိုက်တယ်ဒီစကားဒီမှာပင်ပြပါပြီသို့တော့နောက်နောက်ဒီနေ့2025ခုနှစ်ဂျွန်ရှိရနေ့ဒီနေ့ရနောက်မှာကျမအကြောင်းကိုနှုတ်ဖြစ် စာဖြစ်ထပ်ပြီးပြောခဲ့လို့ရှိရင်ကျမတီးမခံပါဘူးအတေးပြတ်မှုတီးအတေးပြတ်မှုပုံမှန်၄ခုခုပုံမှန်900ရဲရဲပိုင်ပါတယ်အာမခံရပါတယ်စက်တော်ရေးပုံမှန်66ကားကြီးရဲရဲပိုင်ပါတယ်အာမခံပါတယ်အာမခံရပါတယ်သို့တော့ social social media မှာလူမှုကွန်ရက်မှာအတေးပြတ်လို့ရှိရင်ပုံမှန်၄ခုခု900နဲ့66ကားကြီးတွဲလို့ရှိရင်အဲ့ဒီအမှုကအာမခံမရပါဘူးထပ်ပြောပါမယ်ရှင်အဲ့ဒီလိုမျိုးစက်တော်ရေးပုံမှန်နဲ့အတေးပြတ်မှုပုံမှန်နှစ်ခုကိုပေါင်းလိုက်လို့ရှိရင်ဒီအမှုက ရေးရေးမပိုင်ပါဘူးအာမခံမရပါဘူးရှင်ဒါကြောင့်မလို့ငါသူတပါအကျိုးမရှိတဲ့ဇာတ်တွေကိုနှုတ်ကြောင်တင်နှုတ်ကြောင်ကြေးတာပြပါစီနေမဖြစ်စေချင်ပါဘူးရှင်နော်ကျမကနဲ့နာသူဖြစ်ပြီမယ်ကျမကပဲအသိနဲ့တည်းကိုစင်ချင်ပြီကျမတီးခံလိုက်ပါရဲ့နောက်နောက်ကျမအကြောင်းကိုထပ်ပြီးအသေးသေးဖြတ်မယ်ဆိုရင်ကျမလုံးဝအသိနဲ့ခံပါဘူးရှင်မဘူးရေးနေကိုလို့ဘောမအနေနဲ့လည်းဘာရလိုက်တယ်ဟုတ်ကဲ့ကျမနောင်နာနေအများကြီးရပါတယ်ရှင်နော်ကျမပါရင်ကျမကိုထမင်းကိုအေးအေးသေးရက်ခတ်ပဲစားပါတော့မယ်ရှင်အားလုံးပဲမင်္ဂလာပါဒီကနေ့မှာနေမပူတုကိုကိုစောဘုံဟိမ့်နဲ့ online ပေါ်ကနေပြောဆိုလာသည့်အပေါ်ဒီခံမှာမဟုတ်တော့ဘူးလို့မပူတူထုတ်ပြောလာသည့်ရုပ်တံကိုတင်ဆက်ပေးတော်မှာမူအဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားကြပါအောင်ခင်ဗျာမင်္ဂလာပါမျိုးတွေတပုတ်နိုင်ငံကြီးအင်မတန်ရှုပ်ထွေးပါတယ်ဟာရှေ့အရင်ရက်တွေကဆိုရင်ကျွန်မအော်အရေးတောင်နဲ့ပြဿနာတက်တဲ့ပေါ့နော်ဘွားတောင်နဲ့နိုင်ငံခြားဘွားတောင်နဲ့ကြီးထားမိပါလိမ့်မယ်အဲ့အရေးဆိုလို့ရှိရင်လည်းအရင်ဆုံးကျွန်မတို့ပြောတာပေါ့နော်အာကျွန်မ ဘုန်းကြီးကျောင်းမှာနေတာအားတို့ဓမ္မယုံမှာနေတာအားတို့ဘုန်းကြီးနေညာအားတို့နိုင်ကလက်ကပါလေပူစီလို့စာသေးဖြင့်ပြောတယ်ကျွန်မတင်ခံလိုက်တယ်ကျွန်မပြန်မပြောဘူးနောက်ဆုံး तू ကကျွန်မကိုဒီပြဿနာမဖြစ်ပြန်ပြီးဖြေရှင်းမှာပြန်ရှင်းပြန်ပြီးဖြေရှင်းရမယ်ဒီပြဿနာနေရှင်းရမယ်ဆိုပြီးပြောတဲ့အတွက်ကျွန်မပြန်ပြီးဖြေရှင်းလိုက်တယ်ဆိုတော့ပုဂ္ဂိုလ်ရဲ့ပြဿနာကြီးကကျွန်မအမြဲတမ်းပြောနေတဲ့ခုရှိရယ်ကျွန်မကိုမကြိုက်ဘူးလားရှာတယ်ကျမကိုမုန်းလာရတယ်ကျမကိုမကြိုက်လို့ရှိရင်ကျမကိုမုန်းလို့ရှိရင်ကျမပြောတဲ့နိုင်ငံရေးအကြောင်းအရာတွေအမှားကိုရှာဆွဲထုတ်ပြီးနိုင်ငံရေးလို့ပြန်ချေပါ အဲ့ဒါဆိုရင်ရှင်တို့အတွက်ကိုကျမတို့အတွက်ကိုကြည်နေတဲ့လူတွေရောနားထောင်တဲ့လူတွေအတွက်ငါသူတပါအကုန်လုံးတွေ့ကြုံရှိရဥပမာကျမအခုအမြဲတမ်းပြောလေပြောထားရှိတာဖက်တွေဘာလို့လဲလက်ရှိမှာအကုန်လုံးအဖက်တွေဖက်တွေဖက်တွေနေတဲ့အတွက်ကျမဖက်တွေအကြောင်းပြောရဲအမျိုးသားတန်းတူခွင့်ကိုပိုင်ပြဋ္ဌာန်းခွင့်လွတ်လပ်ခွင့်ဖက်တွေရဲ့အနှစ်သာရတွေကျမပြောတယ်နောက်တစ်ခုကျမ social contract အကြောင်းပြောတယ် ပုံမှန်65နဲ့ဆက်ဆက်ပြီးကျွန်မ limited ကဘာမှန်းအကြောင်းကျွန်မအမြဲတမ်းပြောလို့ရှိတယ်ဆိုတော့ကျွန်မကိုမကြိုက်ဘူးလားရတယ်ကျွန်မကိုမုန်းလားရတယ်ကျွန်မကိုမကြိုက်ရင်ကျွန်မကိုမုန်းရင်ကျွန်မကိုနဲမဲ့ဖြတ်ချင်ကျွန်မကိုတိုက်ခါချချင်ကျွန်မပြောတဲ့နိုင်ငံရေးအကြောင်းအရာတွေကိုကျွန်မပြောတဲ့ federal အကြောင်းကျွန်မပြောတဲ့ limited ကဘာမှန်း social contract popular sovereignty နော် republic အဲ့ဒီဥစ္စာတွေကိုနိုင်ငံရေးလို့တစ်ချက်စင်တစ်ချက်ချင်းပြန်ခြေပလိုက် အဲ့ဒါတွင်ရှင်တို့လက်သက်ခါရှိတယ်။ပြောရတဲ့လူတွေနားထောင်တဲ့လူတွေလည်းငါးတူတပါအကျိုးရှိတယ်။အဲ့ဒီလိုမျိုးမဟုတ်ပဲနဲ့အရင်မြဖတ်မရရင်ငါးတူတပါအကျိုးမရှိရဘူးကျမကမပြောနဲ့ကျမနားရဲမထက်။နော်အရင်တစ်ခါအဲ့ဒီအရင်နဲ့ပြဿနာတက်တယ်ကျမပြောခဲ့တဲ့အကြောင်းရပေါ့။လက်ရှိမှာလည်းပြဿနာပေါင်း16000လာကြတယ်။ပြဿနာရဲ့ဈေးငွေစောက်ကျမပြောမယ်နော်။ကျမကိုအတော်ကြီးတယောက်ကပုံကိုရရလာတတ်ခဲ့တယ်။ကျမအဲ့တော့သူကကျမရဲ့ကိုစော်ဖုံးရင်ကိုနှစ်ယောက်ပြောတယ်။ ကျမသူပြောတာအသေးပေးလိုက်တယ်ကျမဘာမှပြန်မပြောဘူးဒီခံလိုက်တယ်အင်းတို့ဂျပန်ကအဖွားတယောက်ပြောတယ်ကျမသိခံတယ်အခုမြန်မာပြည်တွင်းကဒေါ်တယောက်ကျမကိုပြောတယ်ကျမသိခံတယ်ကျမဘာလို့သိခံလဲကဘာကောင်းဆောင်ဖြစ်တဲ့မေဂန်တမရဒေါ်နယ်ထရန့်နဲ့ဂျိုးဘိုင်နာတို့မှချက်ထက်လူရှိတယ်လို့မုန်းတယ်လူလည်းရှိတယ်ကျမတို့နိုင်ငံမှာလည်းတဖက်ကဒေါန်ဆိုင်စုကြည်ကိုဖျားတဲ့သူကုတုံလုံးလို့ချက်ချပေးမယ်တဖက်မှာဒေါန်ဆိုင်စုကြည်ကိုရောရှာမုန်းတိနေတဲ့လူတွေရှိနေအဲ့ဒီလိုပဲတဖက်မှာတမရုံနဲ့တမရုံခေါင်းဆောင်ကိုအသက် အသက်တွေပေးပြီးချက်တက်လို့ရှိသလိုအင်မတန်မှရောရှာမုန်းတီးနေတဲ့လူတွေရှိတယ်။ကျွန်တော်နိုင်ငံကောင်းဆောင်ကမ္ဘာကောင်းဆောင်တဲ့လူတောင်ချက်ချင်းမုန်းချင်းချက်တက်လို့မုန်းတဲ့လူရှိတယ်လို့ကျွန်မတို့မိမတယောက်ကိုလည်းချက်တက်လို့ရှိတယ်လို့မုန်းတဲ့လူတွေရှိမှာပဲ။ဆိုတော့ချက်တက်လူကချက်တက်လျောက်ကျွန်မဘာကြီးချမ်းသာပါစေမဘူးတူလေးအန်ဒီရဲ့ကင်းပေးရှင်ပါစေ။ဆူတောင်းပေးမယ်မြစ်တာပို့တာပေးမယ်။မုန်းတဲ့လူကလည်းမုန်းတဲ့လျောက်ရန်ရှာမယ်ပြဿနာရှာမယ်။ဆိုတော့ဒါတွေကိုကျွန်မကနားလေတဲ့သဘောပေါက်တဲ့အတွက်တော်ရုံကျွန်မဘယ်သူလာပြပြကျွန်မသိခင်လိုက်တယ်။ဆိုတော့ အဲ့ ND တယောက်ကျွန်မပြောတယ်ကျွန်မသိခံလိုက်တယ်ဆိုတော့အဲ့ ND ကျွန်မကြောင်းပြောတယ်ကျွန်မပြန်မပြောဘာလို့ဆိုတော့ကျွန်မသူ့မရမှာကိုရင်နှုံးနဲ့ကျွန်မဘာလို့မဆိုသိခံတယ်သိခံရတဲ့အကြောင်းရင်းကြည့်ချက်တဲ့လူရှိတယ်လို့မုန်းတဲ့လူရှိမှာပဲကိုကြိုက်တာကိုလို့နေတာဖြစ်တဲ့အတွက်ချက်တဲ့သူရှိတယ်လို့မုန်းတဲ့လူလည်းရှိမယ်အဲ့အတွက်ကျွန်မသိခံတယ်နောက်တစ်ခါအဲ့ ND ကပဲကျွန်မကိုထပ်ပြီးပြောတယ် ဖြတ်ပြီးပြောတော့အကောက်တူကတင်ထားတာဖြစ်တဲ့အတွက်အဲ့ဒါအကောက်တူဖြစ်ပါတယ်အကောက်တူဖြစ်ကြောင်းကိုကျမက YouTube အမြဲတမ်းသုံးနေတဲ့အတွက်ကျမရဲ့ YouTube မှာပြီးခဲ့တဲ့9လပိုင်း28ရက်နေတည်းကတင်ထားပါတယ်ဆိုပြီးကျမက AI အကြောင်းပြန်ပြီးဖြည့်ရှင်းလိုက်တော့အဲ့ဒီ ND နဲ့ကျမနဲ့ပြည်လဲမှုရသွားတယ်ပြဿနာကအဲ့ဒီ ND ကကျမကိုလာပြီးပြဿနာရှာတယ်ကျမကပြဿနာပြန်မလို့ဖြစ်နေ AI အကြောင်းဒါဒီအကောက်တူဖြစ်ကြောင်းကိုပြီးခဲ့တဲ့9လပိုင်း28ရက်နေ့ကကျမပြောထားပါတယ်ဆိုပြီးတော့ပြောလိုက်တော့သူနဲ့ကျမနဲ့ပြည်လဲမှုရသည်အဲ့ပြဿနာပြီးသွားပြီထင်တာကို အဲ့ဒီ anti နဲ့ခင်းတဲ့နောက်တဲ့ anti တော့ကအတော်တယောက်ကဒီပြဿနာကိုအစားဆွဲထုတ်ပြီးတော့ကျမကဒီဥစ္စာကိုအကောက်တုဆိုအစိုးရအကောက်တုလို့မပြောဘဲနဲ့ဒီ anti ကကျမကိုပြောမှာကျမကအကောက်တုကြီးပါဆိုလို့ထားပြောတယ်ဆိုကျမကိုရန်ရှာတယ်တကယ်တော့ဒါကြီးကအကောက်တုပါဆိုတော့သူတို့မတိုင်ငယ်အရင်ထဲကကျမပြောပြီးသားနော်အဲ့ဒီကာယကံရှင်ကကျမကိုပသက်အင်းုံလုံးရန်လာရှာတဲ့အန်တီနဲ့ကျမလည်းပြေးလဲသွားပြီပြဒနာကအေးအေးဆေးဆေးပြီးတော့နောက်ထပ်အတော်တယောက်က အတော်ကြီးတယောက်ကကျမကိုလာပြီးထပ်ပြီးပြဒနာရှာတယ် ကျွန်မနာမည်ထည့်မပြောဘာလို့လဲဆိုတော့အင်းတော့တော့စိတ်တက်တယ်ပေါ့လုံရက်တယ်ပေါ့သူတို့ကငါရင်မျိုးသားရေးလုခင်ရပဲငါမျိုးသားရေးဆိုတာဘာမှမသိခင်ကျွန်မခုနှစ်တန်းရှစ်တန်းအကြောင်းသူဘဝရေကသူတို့ကမျိုးသားရေးလုခဲ့တယ်လို့ဆိုတော့လေးစားတမှုလေး ਨੇ ကျွန်မအမြဲတမ်းလေးစားတယ်ကျွန်မရှိမှသူ့မကောင်းကြောင်ဘယ်သူလာပြောပါစေသူ့ကောင်းကြောင်ပဲကျွန်မပြန်ပြောပေးခဲ့တယ်အဲ့ဒါမှန်တော့စကားအခုတော့ကျွန်မထင်ထားရဲ့အထင်ကြီးတဲ့စိတ်တက်တွေ ਨੇ တကယ် အတွဲစိတ်တက်ကတခြားအဖြစ်ဖြစ်နေလို့နာမည်တော့ထုတ်မပြောချင်เนาะဆိုတော့ထားလိုက်တော့ကျွန်မပုတ်ကိုတွေတိုက်ခိုက်တယ်ကျွန်မအသေးဖြစ်တယ်ကျွန်မတိခံလိုက်တယ်ကျွန်မတိခံပြီးဘာမှပြန်မပြောတော့ပထမလာပြောတဲ့အန်တီကအဲ့ပြဿနာတခါအစားပြန်ဆွဲထုတ်ကြတယ်ဆိုတော့ပြဿနာရေပေါ်မှာကျမရှင်ဝဲဦးတည်လာပြီးတော့ဒီနားမှာ ਨੇ တပုတ်ဦးလိုရိတ်ခွေနေတယ်ဆိုတော့အဲ့ဒီကိစ္စတွေကငါသူတပါဘသူတွေအကျိုးရှိတယ်လေဘသူအတွက်အကျိုးမြတ်ရမလဲရွေချက်ကပါလေ ရန်ပေါ်လွင်ပြီးရန်တည်တာထင်ရှားနေတယ်။ဆိုတော့သူ့ကိုဘာကြောင့်ငပိလို့ခေါ်လဲဆိုတော့ကျွန်မကိုမှတပတ်ပေါက်တယ်။ထားပါလိ။ကျွန်မဒီပရမတောင်းကြံပြီးကျွန်မကိုအသေးဖြတ်မှုတယ်ကျွန်မသိခံပါတယ်။ဒီနေ့ကျမပြောတဲ့ဇာတ်ကနောက်ဆုံးပါဒီနေ့ကျမဗဇက်ကသူများအကြောင်းထုတ်ပြောတာနောက်ဆုံးပါကျမသိခံလိုက်ပါတယ်သို့တော့ဒီနေ့တည်နောက်နေ့ဇန်ကဂျွန်ရှိရနေရှိရနေနောက်ပိုင်းကျမရဲ့အကြောင်းကိုနှုတ်ပြန်ဖြစ်စေစာနဲ့ဖြစ်စေထပ်ပြီးအသေးဖြတ်မယ်ဆိုရင် ကျွန်မတိခံမှုတိုင်းတာကုံသွားပါပြီရှင်ကျွန်မကိုအခုနာမည်နာမည်ကြောင်းအောင်ပုံရေးပြအောင်ကိုကကိုအောင်နေမကောင်းဘူးပြန်စကားပြောတာအဆင်မပြေကျွန်မကိုပေးပြန်ဖြစ်နေရနော်ဆိုတော့ကိုကကျွန်မကိုနာမည်ပြန်အောင်တိတ်ခါချအောင်ကျွန်မပုပ်ပွေရရတိုက်ခိုက်တယ်ကျွန်မတိခံလိုက်တယ်ကျမကတက်ငယ်ပေးမယ်ကျမအသိဉာဏ်ရှိတယ်ငါသူတပားအကျိုးမရှိတဲ့ကိစ္စမျိုးနှုတ်ကြောင်တေးပြီးနှုတ်ကြောင်ကြည်တာမျိုးကျမမဖြစ်ဘူးအဖြစ်မခံဘူးကျမသိခံလိုက်တယ်ဒီစကားဒီမှာပင်ပြီးပါပြီသို့တော့နောက်နောက်ဒီနေ့ 2025ခုနှစ်ဇွန်လရက်နေ့ဒီနေ့ရနောက်မှာကျမအကြောင်းကိုနှုတ်ဖြင့်စာဖြင့်ထပ်ပြီးပြောခဲ့လို့ရှိရင်ကျမတီးမခံပါဘူးအသေးဖြတ်မှုတီးအသေးဖြတ်မှုပုံမှန်၄ကိုကိုပုံမှန်900ရဲရေးပိုင်ပါတယ်အာမခံရပါတယ်စက်တွေရေးပုံမှန်66ကြောက်ကြီးရဲရေးပိုင်ပါတယ်အာမခံပါတယ်အာမခံရပါတယ်သို့တော့ social ကို social media မှာလူမှုကွန်ရက်မှာအသေးဖြတ်လို့ရှိရင်ပုံမှန်၄ကိုကို900နဲ့66ကြောက်ကြီးတွဲလို့ရှိရင်အဲ့ဒီအမှုကအာမခံမရပါဘူး ထပ်ပြောပါမယ်ရှင်အဲ့ဒီလိုမျိုးဆက်သွယ်ရေးပုံမှန်နဲ့အသေးဖြတ်မှုပုံမှန်နှစ်ခုကိုပေါင်းလိုက်လို့ရှိရင်ဒီအမှုကရေးရေးမပိုင်ပါဘူးအာမခံမရပါဘူးရှင်ဒါကြောင့်မလို့ငါသူတပါအကျိုးမရှိတဲ့ဇာတ်ကားတွေကိုနှုတ်ကြောင်တင်နှုတ်ကြောင်ကြည်တာဖြစ်ပါစေနဲ့မဖြစ်စေချင်ပါဘူးရှင်နော်ကျွန်မကနင်နာသူဖြစ်ပေမဲ့ကျွန်မကပဲအသိနဲ့တရေကိုစင်ကြင်ပြီကျွန်မတီးခံလိုက်ပါဖားကံမျိုးနဲ့မော်စီစာဖျားကုန်းတွင်တက်ဆွဲထားသောစစ်ကောင်စီတပ်သားများလက်ဖက်ရည်ဆိုင်ထိုင်စဉ်ပြစ်ခတ်ခံရပြီးစစ်သားနှင့်ဥတီဆုံ ကချင်ပြည်နယ်ဖားကန်းမြို့နယ်မော်စီစာဖရားကုန်းတွင်တက်ဆွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်သားတချို့အပြင်ထွက်၍လက်ဖက်ရည်ဆိုင်ထိုင်စဉ်ပစ်ခတ်ခံရပြီးစစ်သားနှင့်ဥတည်ဆုံးခဲ့ကြောင်းတော်လန်ရေးသတင်းရင်းမြစ်ကရန်ကုန်ခေတ်သတင်းဌာနထံသို့ပြောဆိုသည် ယနေ့ဇွန်လ9ရက်နေ့နနက်9:00နာရီခန့်တွင်ဖားကတ်မြို့နယ်မော်စီစာဖျားတွင်တက်ဆွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်သား3ဦးကဖားကတ်မြို့နယ်မော်စီစာကျေးရွာဖွင့်လှစ်ထားသောငွေတစ္ဆာလက်ဖက်ရည်ဆိုင်တွင်နနက်စာလာရောက်စားတောက်ကြကြောင်းအဆိုပါစစ်သား3ဦးကိုတော်လန်ရေးတပ်ဖွဲ့ဝင်များကဝန်ရောက်ပစ်ခတ်ခဲ့ရမှာစစ်ကောင်စီတပ်သားနှင့်ဦးပွဲချင်းပြီးတေဆုံးခဲ့ကြောင်းသိရှိရသည့်ဒီမနက်9:00နာရီလောက်မှာမော်စီစာဖျားမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တို့ မော်စီစာဖျားကုန်းကလက်ဖက်ရည်ဆိုင်မှာထိုင်နေတော့ဝင်ရောက်ပြစ်ခတ်ခံရလို့စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးတေဆုံးသွားတယ်။အဲမော်စီစာဖျားကုန်းမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကနန့်အရာကမိုင်အဲလန်ကနေဖားကန်တဲ့ကိုဝင်လာတဲ့တပ်ဖွဲ့တွေပေါ့အဲသူတို့အင်အား600စစ်ကြောင်းကဖားကန်တက်လာတဲ့အချိန်လမ်းမှာအသေးပြောက်အများကြီးရှိတယ်ဖမ်းခံရတာအများကြီးရှိတယ်။ တချို့စစ်ကြောင်းကဖားကန့်ကိုဝင်လာတာပေါ့အဲစစ်ကြောင်းကတချို့ကဖះကုန်းမှာတက်ဆွဲနေတာအဲစစ်ကြောင်းကဖားကန့်ကိုဝင်လာတဲ့ကနေသူတို့ပြစ်ခတ်လို့ပြည်သူဆက်ကိုဥလောက်တည်သွားပြီပေါ့ဒဏ်ရာရတာ20လောက်ရှိတယ်အဲစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို KIA PD ကအပူပေါင်းတပ်ဖွဲ့ကနေဝင်ရောက်ပြစ်ခတ်လိုက်တာပါသူတို့ဘက်ကနှစ်ယောက်တည်တယ်အဲဆိုင်မှာပဲဟုတော်လန်ရေးတရင်ရင်းမြစ်ကပြောဆိုသည်နောက်နောက်ကျွန်မအကြောင်းကိုထပ်ပြီးအသေးစိတ်ဖြတ်မယ်ဆိုရင်ကျွန်မလုံးဝတင်းနေခံမှာဘူးရှင် ဆိုတော့အဲ့မှာလူတွေအများဆုံးပြောကြတယ်မေကောလူတွေအများဆုံးခနဲ့ကြတယ်အခုခွတ်တော့ခွတ်တော့လိုင်စင်းမဲ့ကားရေးဆိုင်ကြီးဖမ်းတာကိုမပုတုဘာလို့မပြောတာလဲတချို့ကြတော့မပုတုကဘာဘာအလုပ်လုပ်ပြီးချမ်းသာနေတယ်လေတချို့ကြတော့ကျမကဝတ်တော့ဆိုင်ကြီးစီးနေတဲ့အတွက်ဝတ်တော့ဆိုင်ကြီးတွေဖမ်းတာကိုနှုတ်ပိတ်နေတယ်ဆိုပြီးတော့ကျမကိုဆွဆွဲတယ်တကယ်တော့ကျမကနှုတ်ပိတ်နေတာမဟုတ်ဘူးရှင်တို့ကနားတွေပိတ်နေတာအဲ့ဒီဝတ်တော့ လိုင်စင်မဲ့ကားရေးဆိုင်ငယ်တွေဖန်ဆင်းမှုကိုကျွန်မပြောထားပါတယ်ကျွန်မအကောင့်ထဲမှာဝေရှားကြည့်ပါဆိုတော့ဥပဒေနဲ့ညီသွားရမယ်နော်နိုင်ငံတော်အခွင့်အရေးနဲ့နားရတယ်ဒါကြောင့်မလို့လိုင်စင်မဲ့ကားရေးဆိုင်ငယ်တွေဖန်လာကောင်းနေအပ်ပြီတိုးတော့လိုင်စင်မဲ့ဥပဒေနဲ့ဥပဒေမဲ့ကိုထုံးမှုတွေတိုင်းပြည်အတွက်ခွင့်အရေးအများကြီးနဲ့နားပါတယ်လိုင်စင်မဲ့ဥပဒေမဲ့မြရှားသူတူပေါ်မှုတွေရွှေလုတ်ွက်တွေကြောက်စိမ့်လုတ်ွက်တွေတိုင်းရင်သားလက်နက်ခိုင်ဖွဲ့အမိခံပြီးစစ်စီပွားရေးလုပ်နေကြတာရှိပါတယ်နော် ကျောင်းတက်တီဆိုလို့ရှိရင်လည်းပဲအလောင်းတော်ကသဘာမျိုးသားဝင်ရင်ဘေးမဲ့တော့တက်တီကိုနှစ်ချုပ်တက်ပင်ကြီးကိုပါသုံးလုံးတွေကခူးယူရောင်းချထိုးလုံနေတဲ့အတွက်တက်တော်အေရီးယားရဲ့80ရာခိုင်နှုန်းမှာရှိတဲ့နှစ်ချုပ်တက်ပင်ကြီးတွေပြောင်းနေပါပြီဆိုတော့ကိုဘိုးနကားအဖွဲကကောင်ကိုတိုင်းကဖုံးတဲ့ဘီရိုမတန်းရိုက်ယူပြီးတက်တေဖိုင်နေသူတို့ချင်းချင်းဟိုမှာခြားပြထားတာတွေရှိတယ်မဟာမြန်ဘီမဲ့တော်မှာဆိုလို့ရှိရင်လည်းအဲ့ဒီမှာကျွန်းတက်တီအဲ့မှာရှိတဲ့ပင်ကရိုးတွေလာမှတို့အဓိက ရောင်းချနေကြတယ်။အဲ့ဒီလိုမျိုး license မဲ့တစ်ထုပ်လုပ်မှုတွေနိုင်ငံရဲ့တိုင်းပြည်ရဲ့အခွင့်အရေးအများကြီးနှိမ့်လာပါတယ်။တော့ license မဲ့ကားတွေဆိုင်ငယ်တွေဖမ်းဆီးတယ်လို့အရေးယူတယ်လို့ဒါမျိုးတွေကိုလည်းအရေးယူပေးနေကြပါတယ်။နောက်တစ်ခုက park မှာခြေခွေမှာရှေ့ရက်ကခြေခွေမှာရေကြီးတော့အဲ့ရေကြီးနဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မေရှားတဲ့တို့တူပေါမှုရွှေလုံးကွက်တွေနော်ချောင်းဆိုင်လုံးကွက်တွေအဲ့ဒီအကြောင်းတွေကျွန်မပြောပြပါတယ်။နော်ဆိုတော့ လာရှင်မက်ကားရဲ့လာရှင်မက်ဆိုင်ငယ်တွေဖန်ကြီးရေးယူသလိုတိုင်းပြည်အတွက်အခွန်နဲ့နာမှုအတွက်ဖန်ကြီးရေးယူသလိုအဲ့ဒီလိုလာရှင်မက်ဥပဒေမဲ့လှုပ်ဆောင်မှုတွေကလည်းတိုင်းပြည်အတွက်အခွန်ဝင်ဝင်နဲ့နာတဲ့အတွက်ဒီကိစ္စတွေကိုမှလည်းဇိုးရအနေနဲ့ဖြည့်ရှင်းပေးမယ်နှိမ်နှင်းပေးမယ်ဆိုရင်ပို့ပြီးတော့ပြည်သူတွေကကျေးဇူးတင်ပါပါဆိုတဲ့အကြောင်းကိုကျွန်မရင်ထဲကပြောထားတယ်။ရှင်တို့တွေနားလည်နေလို့မကြတာဖြစ်နေတယ်။နော်ဆိုတော့ကျွန်မကဝက်တော့ဆိုင်ငယ်စီးနေလို့ကျမကနှုတ်ပိနေရကြမဟုတ်ပါဘူးနောက်တစ်ခုကကျမဘာလို့လုပ်လဲဆိုတာကိုကျမဘာညဘာလို့လုပ်ပြီးတော့ဟို မင်းထမင်းစားနေလဲပေါ့နော်ဘာမှမလုပ်ဖဲနဲ့တချို့ကကျမကအမြဲတမ်းကျမဆိုင်ငယ်ဘေးရွက်တွေအငှားချထားတယ်ဆိုတာကျမ YouTube မှာတင်းတယ်ကျမ YouTube ကလူတွေတော်တော်များများတီးတယ်တီးလို့လည်းပဲကျမကဆိုင်ငယ်ဘေးရွက်တွေဝက်တောက်တွေစီးလို့ကျမကဝက်တောက်ကိစ္စကိုနှုတ်ပိတ်နေတယ်ဆိုပြီးလာပြောကြတာနော်ဆိုတော့ကျမမဘုသူဘာလုပ်လို့လဲဘာမှမလုပ်ပါဘူးဘာလို့မလုပ်တာလဲအိမ်ထဲမှာထိုင်နေရင်းနေတောင်မှဘယ်နာမှာဘသူအသက်ခံလိုက်ရပြီဟိုနာမှာဟိုလူအသက်ခံလိုက်ရပြီနေ့စဉ်နဲ့များတည်နေကြနေရတာ ဆိုတော့ကျမတို့ကကိုယ်အသက်အန္တရာယ်ကိုကြည့်ရှောင်ပါတယ်။ဒါကြောင့်ကျမအပြင်းထွက်ပြီးလုံးမလုပ်ဘူး။အလုံးမလုပ်ပဲဘုရားပစံနဲ့ထမင်းစားရတယ်။ကျမဆိုင်ငယ်ဘေးရွဲတွေအငှားချတာရယ်။ဆိုင်ငယ်တစ်စီးကို၄တောင်။ဆိုင်ငယ်တစ်စီးကိုတစ်ရက်ကို၄တောင်နဲ့၁၄စီး။တစ်ရက်ဝင်ဝင်ဘယ်လောက်ရှိမလဲတွက်ကြည့်ပါ။ မင်းဆိုင်ရဲ့ဆက်လေးသည့်တပြိုင်တည်းဝင်နိုင်လားမဝင်နိုင်ဘူးကျမမချမ်းတော့ကျမစပြီဝယ်တော့ကျမမှာရှိနေတဲ့ရွှေတုံးငွေစအကုန်စုပြောင်းချတာဆိုင်ငယ်6စီပဲဝင်နိုင်တယ်အဲ့ဒီ6စီကနေပြီးကျမရင်းနှီးမြှုပ်နှံလိုက်တာနှစ်နှစ်အတွင်းမှာနှစ်နှစ်ကျော်မှာကျမဆိုင်ငယ်ဆက်လေးကြီးရတယ်ဆိုင်ငယ်ဆက်လေးကြီးရတဲ့အတွက်ကျမဘာလုံးမှမလုပ်ပဲနဲ့တရက်ကိုဝင်ငွေအနည်းဆုံး9000ရတယ်နော်ဘာလုံးမှလုံးဆောင်မလို့ပဲကျမဝင်ငွေ9000ရတယ်ဟောဆိုတော့အခုဝတ်တော့ဆိုင်ငယ်ဖန်တော်မယ်ဆိုတော့မဘူးတို့ထမင်းဦးတော့ရိုက်ကွဲတော့မှာပဲဆိုပြီးတော့အားရဝမ်းသာမပြောကြနဲ့ ဲ့ဒီဆိုင်ငယ်ဘေးရွက်တွေအကုန်လုံးရောင်းပြီးတော့ကျွန်မကားဒစီ installment နဲ့ဝယ်ထားတယ်။အဲ့ဒီကားဒစီကို installment နဲ့ဝယ်ပြီးတနေ့တတိငွေသွင်းရင်ကျွန်မကားပိုင်ဖြစ်မယ်။နောက်တစ်ခုကကျမကဖုန်းနှလုံးရှိရဲ့အခုပြောနေတဲ့ဖုန်းပြင်ကျမက tablet ဖုန်းတစ်လုံးရှိရဲ့အဲ့ဒီဖုန်းကိုကျမငှားထားတယ်။ဘယ်လိုငှားရလဲဆိုတော့နော်ဟာ6တိတ်ခောက်တာအန်စာတုံးလေးကိုဂလုတ်ဂလုတ်လိုနှိပ်လိုက်လို့ရှိရင်သူကြရဲ့အကွက်တိုင်းရှိရတာ6တိတ်6တိတ်ပုံနဲ့6တိတ်လို့ခေါ်ရဲကျမတို့ရှိမှာအန်စာတုံးလေးနှိပ်တာအဲ့ဒါငှားတာကတပွဲကိုငှားရ သူတို့ဆိုရတပွဲကို1500ဆိုတော့ပြန်များတရဝင်ကို1000မနေ့ကဆိုရင်1300ရတယ်တရက်ကိုအနည်းဆုံး1000ရပါတယ်နော်တရက်ကိုအနည်းဆုံး1000ရတယ်ကျမရဲ့သုံးစီမနက်စာ2000ကျမလက်ပြေးတောက်တယ်2000မွေးငါးစားလေး1500ပဲကုန်တယ်ဆိုတော့မနက်စာ30 2000နေ့လယ်စာထမင်းစားတာ9000အဲ့9000ချက်မစားဘူးเนาะကျမစိုင်းမှာစားတာ9000ညစာထမင်းစားရဲ9000ဆိုတော့ဒီနေ့စာအတွက်ထမင်းစီကျမ30က1200ပဲရှိပါတယ် အဲ့တော့အဲ့တောင်းနှစ်ထောင်ထမင်းစိတ်ကိုကျွန်မဘာမှပူကြမလို့ပဲလေအဲ့ဒီဖုံးငါးခါရတဲ့ဒီတဲ့ကျွန်မရပါတယ်နော်ဆိုတော့ဘာအရန်နေစိတ်ဝင်စားနေတဲ့လူကြီးရှိတယ်လေကျွန်မဖြေပေးလိုက်ပါတယ်ဆိုတော့တပုတ်ဥလိုနိုင်တဲ့ရေးအင်မတန်မှရှုပ်ထွေးပြီးအင်မတန်မှစိတ်ညစ်ပါတယ်လို့မနေ့ကတိုင်းပေါ်မှာအကူတယောက်ပြောထားတာတွေ့လိုက်တယ်အကူနိုင်ငံရေးမှပေါ့နော်သူဆိုလို့ရှိရင်လည်းပဲလက်ရှိမှာပြည်သူဆဲလို့ဒီလိုဖန်ဆီးခံရပါ냐ရှိတယ် ဟာတဲ့သူ့ဟူလည်းဗာရလိုက်လို့မေးရင်တဲ့သူနောင်သားတွေရပါတယ်တဲ့ဆိုတော့မဘုတုလည်းလို့ပဲမဘုတုနေပါတယ်ရလိုက်တယ်ဟုတ်ကဲ့ကျွန်မနောင်သားတွေရလိုက်ပါတယ်ရှင်ကျွန်မနောင်သားတွေရပါတယ်ကျွန်မကလေနံပါတ်၁ကျွန်မအသက်ကိုရင်းပြီးလောက်ရတာအသက်ကိုရင်းထားရတာဖြစ်တဲ့အတွက်စီးပွားရေးတွေပညာရေးတွေကတော့ပြောနေနေတော့ကျွန်မအသက်တယ်လားတော့မဟုတ်ဘူးကျွန်မမိဘရေပါကျွန်မကပေးဆက်ထားကျမမိဘရေကကျမပေးဆက်ထားတယ်ကျမမှာမိဘနှစ်ပါးအသက်ရှိထဲကြရှိပါလက်ရက်နဲ့ကျမတို့ရှင်ဝဲကွဲနေရတယ် တချို့ညီပေးတွေကိုကျွန်မပြောတယ်မိမိမကိုယ်တိုင်ကနင့်ကိုတာတမီဆင်းရဲမသွဲမဲနဲ့မိမိမကိုယ်တိုင်ကနင့်ကိုဆုံးပြစ်ထားတာအဲ့ဒီလိုလာပြောကြတယ်ကျွန်မရင်ရင်ထဲမှာနှင်းနေအောင်ခံစားရတယ်ကျွန်မမှာမိဘနှစ်ပါးတက်ရှိတင်ရရှိပါလေကျွန်မဆင်ကွဲကွဲနေပြီကျွန်မအခုလိုတွေလုပ်တဲ့အတွက်ကျွန်မမိဘတွေနဲ့ကျွန်မဝေးနေပြတယ်နော်ကျွန်မမိဘကိုယ်တိုင်ကကျွန်မကိုဆုံးပြစ်ထားတယ်နော်ဆိုတော့ကျွန်မပေးဆက်ထားတာက ကျမဘွားကျမအသက်ကျမမိသားစုကျမမိပါဒါကျမတည်းမဟုတ်ဘူးကျမထင်တယ်ကျမတို့လူတွေအကုန်လုံးအတိလိုပဲပေးဆက်ထားရတယ်ထင်တယ်ဆိုတော့ကိုယုံကြည်ကကိုလို့ကိုလို့တယ်ကိုကြိုက်တာကိုလို့ကိုကြိုက်တာကိုလို့ကိုသမိုင်းကိုရေးကိုဖြစ်ကိုခံဆိုတော့ကိုကြိုက်တာကိုလို့ပြီးကိုသမိုင်းကိုရေးပြီးကိုဖြစ်ကိုခံနေတဲ့အချိန်မှာ ဘေးကနေဝိုင်းပြီးတော့ယင်းနဲ့သူဘာကူထိုးရမလို့ဘူးစူဂျီဝိုင်းလုံးပို့လည်းမလို့ဘူးကျမလည်းဘသူ့ကိုမှယင်းနဲ့သူသွားပြီးဝါကူမထိုးခဲ့ဘူးကျမဘသူ့ကိုမှလည်းစူဂျီဝိုင်းမလောင်ခဲ့ဘူးဒါကျမရဲ့စိတ်တည်းနဲ့ကျမရဲ့ခံယူချက်ဆိုတော့အဲ့ဒီလိုပဲမဘသူရဲ့နေကုလို့ဘောမနေတာနဲ့ဘာရလိုက်တယ်ဟုတ်ကဲ့ကျမနောင်နာတွေအများကြီးရပါတယ်ရှင်နော်ကျမဘာလဲကျမကိုထမင်းကိုအေးအေးဆေးဆေးရက်ခတ်ပဲစားပါတော့မယ်ရှင်နော်ဒီမကောင်းတာကြားထဲမှာပြောရတာမောပါတယ်ရှင်